2025ခုနှစ်ဇွန်လ14ရက်ဒီနေ့စနေနေ့အတွက်ခွန်ရဲသားမီးအလုံးလို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်နော်တဲတော်နမိတ်ရဓာတ်တွေကိုကန်ပြီးရောအောင်ပွဲရတဲ့သင်္ကေတနမိတ်ဖြစ်တယ်မနာလိုသူတွေမကောင်းပြောတဲ့သူတွေကြားကနေလွတ်မြောက်ချမ်းသာသွားလိမ့်မယ်အတိုက်ခံနေတဲ့ကိုယ်ကိုနာမည်ကုန်တဲ့ကြော်ကြားစေနိုင်မယ် အမှုပညာနဲ့ပတ်သက်တဲ့သူတွေစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့သူတွေကြော်ကြားထင်ရှားဖို့လမ်းပွင့်သွားနိုင်မယ်အခက်အခဲတွေကနေလွတ်မြောက်သွားနိုင်မယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ဒီနေ့မှာခွနရသားမိအားလုံးတဲတော်နမိတ်အရာကုသိုလ်ရေရာပြုမယ်ဆိုရင်တော့အသည့်တမျိုးမျိုးကိုကိုယ်တိုင်ခွဲစိရင်ဆူတောင်းပြီးတော့မြတ်စွာဘုရားရှင်ကိုတည်တည်စိမ့်များလှူဒန်းလိုက်ကြပါခင်ဗျာဒီနေ့မှာမိရှုသန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာရဲ့အတွက်မဟာဗုဒ္ဓရှင်နိယစနေနေ့ဘွားအထွန်းဘွားဇာတာရှင်နေဖြစ်ကြပါတယ်အထွန်းသဘောအရထွန်းပေါက်အောင်မြင် ချမ်းသာကြမယ်အနာဂတ်ကျယ်ဝန်းကလေးတွေဖြစ်တယ်လို့နမိတ်ကောင်းယူပြီးဟောကြားလိုက်ရပါတယ်ဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးဒီနေ့ကနေစပြီးတနေ့တာအတွင်းကန်တရားရဲ့အထောက်ပံ့ကောင်းတွေရဖို့လို့အတွက်ဒီနေ့မွေးနေ့ကုသိုလ်ဖြစ်နေဘုန်းကြီးเจ้าအတွင်းမှာတန်ရှင်လှုပ်ရှင်ကုဒီစေခြင်းဘုန်းเจ้าမှာရှိတဲ့အမိုက်မြတ်တို့ကိုရှင်လင်းခြင်းနဲ့တူဘုန်းเจ้าမြေအတွင်းထဲမှာနှစ်ရှင်သစ်ပင်စိုက်လူခြင်းပြုခြင်းအပြင်တည်တည်သာသာကန်တရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ခင်ဗျာ ဒီနေ့မှာအကျိုးပေးတဲ့စိုးမိုးတဲ့ကဏ္ဍကတော့နှစ်ကဏ္ဍ၉ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ကငွေကြေးကိစ္စတွေအဆင်ပြေဖို့အတွက်ဆိုတော့နီးစပ်တဲ့ကလေးလေးတယောက်ကိုရေခဲမှုလက်ဆောင်ဝယ်ပေးလိုက်ပါငွေကြေးကိစ္စအင်းနဲ့စကားပြောဆိုဖို့အကြောင်းရှိရင်ဆိုရင်လည်းအချွေနဲ့ငွေတောက်စူတောင်းပြီးတော့သွားရောက်ပြောဆိုတွေ့ဆုံခြင်းအဖြစ်အောင်မြင်ပါလိမ့်မယ်ခင်ဗျာရေးဆိုင်တွေစရုပ်ဆိုင်တွေကုန်းစုံဆိုင်တွေလက်ဖက်ဆိုင်တွေစားသောက်ဆိုင်တွေရောင်းပန်းတာဝယ်ပန်းလှဖို့လိုတဲ့ကတော့ဒီလိုမျိုးမှာဆိုင်ရှိမျက်နှာသာကို အချိုရင်နဲ့ငယ်ပြပြန်လိုက်ခြင်းအပြင်ရောင်အားတွက်ရောင်အားထွက်ရောင်ပန်းတောင်ဝေပန်းလှပါလိမ့်မယ်အယောင်ထိုင်းနေတဲ့ကိုမျိုးစီးရဲ့အယောင်တော့ဖို့လို့တော့ကတော့မိတ်ဆွေနေနဲ့တပတ်အဖြူလေးတစ်ခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးရှူတောင်းလိုက်ခြင်းအပြင်အယောင်ထွက်အယောင်တွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုတွေမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူအတွက်နွားနို့တစ်ခွက်မြန်စွာဖျားရှင်ကိုလှူဒန်းပြီးရှူတောင်းလိုက်ပါခင်ဗျာ ကျမ်းမာရေးညနေသူတွေအတွက်ဓာတ်စာဖြစ်နေဒီလိုနှမျိုးမှာတော့နွားနို့နဲ့ငယ်တောက်ပြီးစူတောင်းခြင်းအားဖြင့်နာဟောင်းယောဂအောင်တို့လွတ်မြောက်ပြီးကျမ်းမာချမ်းသာပါလိမ့်မယ်ခင်ဗျာအခြေမေတ္တာရေးအိမ်တော်ရေးကိစ္စတွေတော့စိတ်ချမ်းသာကြရင်မျှော်လင့်ထားလိုက်ပါကုသိုလ်ရေရရာအနေနဲ့ကတော့ဒီလိုနှမျိုးမှာရေခဲတုတ်ဒါမှမဟုတ်ရေခဲမုတ်ဒါမှမဟုတ်ဖာလူတာတစ်ခွက်မြတ်စွာဘုရားရှင်ကိုမနေ့ပိုင်းလှူဒါန်းလိုက်ပါခင်ဗျာ